တန်တက် DNL ထိန်းချုပ်သိမ်းပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့ကိုပြန်ရယူဖို့ကြိုးစားနေတဲ့အာဏာသိမ်းစစ်တပ်ရဲ့မြေပြင်ထိုးစစ်ဟာတော်လိုင်းတက်တရဲ့ခုခံမှုကြောင့်ရပ်တန့်နေပေမဲ့လေကြောင်းကနေနေစဉ်ပုံကျဲတိုက်ခိုက်မှုတွေလုပ်နေတယ်လို့မြေပြင်စီးရဲသတင်းရှင်းပြတွေစီကနေစုံစမ်းသိရပါဗျ။စစ်တပ်ဟာမိုးကုတ်ကိုပြန်သိမ်းနိုင်ဖို့မြေပြင်စစ်ကြောင်းနှစ်ခုခွဲပြီးတော့ရှမ်းမြောက်နောင်ချိုဘက်နဲ့မန္တလေးတိုင်းသပိတ်ချင်းဘက်တွေကနေဒရုန်းတွေလေကြောင်းပစ်ကူတွေတုံးပြီးတော့ပြီးခဲ့တဲ့စက်တင်ဘာလတွေကထိုးစစ်ဆင်လာခဲ့တာပါ။ ။တပိတ်ချင်းမျိုးဘက်ကတော်လိုင်းတက်တရဲ့ခံစစ်တွေဟာအောက်တိုဘာလထဲမှာစုပ်ပေးခဲ့ရပြီးတော့စစ်တပ်ထိုးစစ်ဟာမိုးကုတ်မြို့နယ်45မိုင်ဝေးတဲ့အချက်ချာကျတဲ့နေရာဖြစ်တဲ့ပေါ်တော်လန်းစုံကိုရောက်လာခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲတွေကြောင့်အရတားပြည်သူတွေဖျက်ဆီးသွားလာခွင့်ပိတ်ထားကြောင်းလဲဒေသခံတွေစီကနေစုံစမ်းသိရပါတယ်။ပေါ်တော်လန်းစုံတဝိုက်ကိုစစ်တပ်ကထိန်းချုပ်ထားနိုင်ပေမဲ့စစ်တပ်နဲ့တော်လိုင်းတက်တကြားနှစ်ဖက်ထိတဲ့တိုက်ပွဲတွေရှိနေကစစ်တပ်ထိုးစစ်ဆင်နေတဲ့စစ်မျက်နှာနှစ်ခုလုံးမှာရှေ့မတိုးနိုင်မဲ့တန့်နေကြောင်း မိုးကုတ်မြို့ပြည်သူ့ကာကွယ်ရေးပကဖပြောရေးဆိုခွင့်ရှိသူကမြန်မာနောင်းကိုပြောပါရယ်။ဟွန်ချူနဲ့မိုးကုတ်လမ်းပိုင်းပေါ့ကျွန်တော်တို့ဒီဘက်မှာတော့ပြည်ဦးနဲ့မိုးကုတ်လမ်းပိုင်းကိုခေါ်တော့ဘောနော်။အဲ့ဒီလမ်းပိုင်းမှာကတော့ဟိုသူစစ်အခြေအနေကရှိလဲတိုးတော့မတိုးဘူးသူတို့နောက်တော့စုံမသွားသေးဘူးပေါ့နော်။အဲ့ဒါရှိဒီနေသားပိုင်းလေးပဲတက်နေတယ်ဗျ။ ေါ်ရောလန်းစုံပေါ့နော်မောကမန္တလေးလမ်းမကြီးပေါ်ရောလန်းစုံနေတာကတော့သူတို့ပေါ်ရောလန်းစုံကိုစကားဆိုတာပေါ့နော်စစ်ကောင်ရှင်ဘက်ကထိချုပ်ထားတော့မှန်တယ်သူတို့မလို့အထိုင်းချတက်ဆွဲထားတာမျိုးတော့သူတို့လည်းလုပ်ထားတာမရှိဘူးပေါ့နော်အဲအဲ့ဒီထပ်ပို့ပြီးတော့ထိုးစစ်ဆင်လာတာမျိုးတော့သူတို့ဘက်ကဟိုမောကဘက်ကပေါ့နော်ထိုးစစ်ဆင်လာတာမျိုးတော့မရှိနေသေးပါဘူးပြအဲပေါ်တော့တဝိုက်လောက်မှာပဲပေါ့နော်အဲ့အမီတဝိုက်လောက်မှာပဲကျွန်တော်တို့စစ်ပွဲလေးတွေပေါ့နော်တိုက်ပွဲအထူးတိုက်ပွဲငယ်လေးတွေတော့ ဖန်ရခါခက်စိတ်စိတ်လေးပေါ့အဲ့ဒါလေးတော့ရှိနေပါလေဗျမြေပြင်ထိုးစစ်တွေရှေ့မတိုးနိုင်ပေမဲ့လေကြောင်းကိုအားပြုတိုက်ခိုက်တဲ့စစ်တပ်ဟာအော်တိုဘားလ19ရက်နေ့မှာမိုးကုံးမြို့အနောက်ပိုင်းကြောက်ဖားရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့လူအထိကိမရှိကြောင်းတော်လိုင်းတက်တီနဲ့ဒေသခံတွေစီကနေစုံစမ်းသိရပါဗျ။တန်အန်တက်တီအန်လီကတော့သူတို့ရဲ့စိုးမိုးရာမန်ဒုံကြောက်မဲတီဘောမိုင်းငော့မိုင်းလုံးနမ်ဆန်နံပါတ်2မိုးမိန်မိုးကုံးမြို့တွေမှာ အော်တိုဘာလာထဲမှာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု28ကြိမ်အထိရှိခဲ့တယ်လို့ဆိုထားပါဗျ။လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ41ယောက်သေဆုံးခဲ့ရပြီး44ဦးတိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်းအော်တိုဘာလာ20ရက်နေ့မှာထုတ်ပြန်ဖော်ပြထားပါဗျ။လေကြောင်းအမြပြင်ကနေမှာထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မိုးကုံမြို့ကအာရသိန်းစစ်တပ်အတွက်ဘလောက်ထိအရေးပါနေပါသလဲ။တယန်စာတရီရဖို့အပြင်စစ်တပ်ရဲ့ထိုးစစ်ကဘာရွေချက်တွေရှိနေတယ်လဲဆိုတာကိုစီဒီအမ်ဘူကြီးစင်ရောတုံးသက်တာကမိုးမှုကိုတက်ဖို့တဲ့သူက အခုလောတဲ့အရေးကြီးနေတာကတော့တပိတ်ချင်းမတရားကိုရိုနာဆိုတာနဲ့အပေါ်ဘူးမတက်တော့ဖဲနဲ့ကတ်တော့လုံထားပြီးတော့ဗောနော်ကတ်တော့လုံထားပြီးတော့ဒီတပိတ်ချင်းမတရားဘက်ကပဲအနေနဲ့စကြောင်းထုတ်ပြီးနေနေရှင်းမဲ့သဘောမျိုးရှိတယ်ဘုံဘုံကတော့တကယ်သူတို့အတွက်လိုဖို့လိုချင်တယ်ဗောနော်ပြီးရင်သူတို့ဒီလက်ကြံဗောနော်မန်စီယိုဘုံမောက်တို့ဘက်ကလည်းဒီဘုံဘုံကိုအခြေပြုပြီးတော့တိုင်းနဲ့အခြေဘက်ကပါနှမ်းနေတာဖြစ်တဲ့အတွက်စီရရသူတို့အတွက်လိုအပ်နေတဲ့ နေရာဖြစ်တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဗျာဟုတ်တဆယ်နှစ်ဆက်ကုန်စစ်စီအကြောင်းရှမ်းမြောက်ဒေသတစ်ခုလုံးဒီပါလက်လွတ်ခဲ့ရတဲ့အာဏာသိမ်းစစ်တပ်ဟာတော်လိုင်းတက်တီနဲ့တန်းတက် DNL သိမ်းပိုက်ထားတဲ့မန်လေးတိုင်းတွေကဒပိချင်းမိုးကုတ်မြို့တွေကိုထိုးစစ်ဆင်ခဲ့တယ်လို့နောင်ချိုကြောင်မင်းနဲ့တီဘောမြို့တွေကိုထိုးစစ်ဆင်ပြီးတော့ပြန်လည်ရယူခဲ့ပါတယ်။စစ်ဗုဒ္ဓဥပဒေနဲ့အတူလူသစ်တောင်းနဲ့ချီပြီးတော့စုထားနိုင်တဲ့စစ်တပ်ဟာကရင်ပြည်၊စကိုင်းတိုင်း ကရင်နဲ့ကချင်ဒေသတွေမှာလည်းကြပြိုင်နယ်တဲ့ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်ခမညာ